လက်ရှိမှာစစ်တပ်ထက်တော်ဘာပို့ကြောက်နေရတဲ့အခြေအနေဆိုတော့အညာရဲ့အမှန်တရားပဲဒီရန်တရားဘယ်လိုအလုပ်လုပ်လဲဆိုတော့တော့ရှင်းပြမယ်ကြည့်ကြည့်ပါနော်တေချာလေးလိုက်ပြီးတော့နားထောင်ကြည့်ပါခင်ဗျားတို့ဒါတို့ကျွန်တော်တို့အားလုံးရှင်းရှင်းလေးလေးသိဖို့လို့တယ်တချို့ကကာကနနမသိဘူးကျွန်တော်ပြောလို့မယုံတာတွေယုံတာတွေတဲ့ကိုယ့်အကူမေးနော်ပထမနံပါတ်1သူတို့ကယွာတွေထဲမှာနေရာယူတယ် အသက်20မပြည့်သေးတဲ့လူငယ်အများစုရှိမှာပေါ့ဗျာနော်ဒါမှမဟုတ်လည်း20ပတ်ဝန်းကျင်20အကျော်ဆက်ရတာမှမကျော်တဲ့အဖွဲလေးတွေနဲ့အာရွာလောက်ချိုးရေးဆိုပြီးတော့နေကြတယ်တချို့တချို့ပေါ့အားလုံးတော့မဆုလို့ပါဘူးအဲ့တော့ဆက်ရမကျော်တဲ့အဖွဲတွေလည်းရှိသလိုအယောက်20မပြည့်တဲ့အဖွဲတွေလည်းရှိတယ်ရွာသူတို့ချစ်ကြတယ်လာထားတဲ့ချိန်မှာဖြစ်ဖြစ်နော်စုပြီးလာနေကြတဲ့ချိန်မှာဖြစ်ဖြစ်ချစ်ကြတယ်အလိုလိုက်ကြတယ်ကိုသားသမီးလေးမျိုးမြင်ကြတယ် ဒါပေမဲ့တိတ်မကြောက်အကြိုက်တော့မဟုတ်ဘူးနော်တလားနလားလားမှမခံဘူးအဲ့ဒီဟာလို့အဲ့လိုမျိုးချစ်တဲ့ချစ်တရားနေမေတ္တာတရားနေပြီးတော့နော်ဘာဖြစ်လာလို့အခွန်ဖြစ်လာတယ်ရောသူရောသားတွေကိုယ်တိုင်းစံတပီစံတအိပ်ဝဲပြီးတော့စားဖို့အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာအဲ့ဒီလိုမျိုးလူဆယ်လေးငါးယောက်ဆယ်ယောက်စာလောက်အတွက်နေတိုင်းနေတိုင်းဘယင်မင်းနဲ့ပွဲတော့တည်တယ်လို့မျိုးဟင်းကိုဖွဲ့ဖွဲ့ရရချက်ပြီးတော့ပို့ခိုင်းတယ် မပိုင်ပြဿနာရှာတယ်ပြဿနာရှာတယ်နော်ကျွန်တော်ပြောတဲ့အဖြစ်အပျက်မျိုးကျွန်တော်မိတ်ဆွေတွေကြီးနေတဲ့ဒီအညာဘက်မှာရှိတဲ့မိတ်ဆွေတွေပြောရတော့ပတ်ဝန်းကျင်မှာအဲ့လိုအဖြစ်အပျက်တွေကြားနေရမြင်နေရပြီဆိုရင်တော့ comment မှာရေးခဲ့ yes လို့ရေးခဲ့ဒါဟာအထောက်ထားယူလာကျွန်တော် like ရှင်းပြနေလားအများကြီး like ရှင်းပြရမှာအရေးကြီးတဲ့အသက်တိတ်သဘောမျိုးနဲ့ yes လောက်ပဲရေးခဲ့ထောက်ပံ့တာမဟုတ်ဘူးဒါဟာအနိုင်ကျင့်ချိချောက်တောင်းခံတာ ကျွန်တော်ပြောတာထောက်ပံ့ကျွေးမွေးနေတာမျိုးမဟုတ်ဘူးเนาะတချို့တချို့ဒေတာတွေမှာအမြင်နေကြနေရမှာပဲအခုပြောတဲ့အချိန်နေရက်တာရိတ်ကက်ဘာမှမဖြစ်ဘူးဒီလာတော့တက်တက်ပြောဖို့လိုတယ်သူတို့တွေကိုဘသူတွေလဲဆိုသိမှာပဲအားလုံးသိစေချင်လို့ကျွန်တော်ပြောတာတော့အဲ့အဖြစ်ဖြစ်လောက်ပဲဒီတော့ဒုတိယဒါပထမအချက်ကเนาะဘရင်ပွဲတော်တည်တယ်လို့ချွေးဖွဲ့ကျွေးမွေးနေရတယ်ဖွဲ့ဖွဲ့ရရမဖြစ်တာမှာစူပူချိန်မောင်းလိုက်သေးတယ်နံပါတ်2အချက်ကသူတို့တွေတောင်းတဲ့ဥစ္စာကကာကွယ်ရေးဆိုတဲ့ခေါင်းစဉ် ရွာကိုကောက်ွယ်ဖို့ပေါ်လို့လဲမိုင်းထောင်တယ်စစ်သားမိဖို့စစ်သားမလှဖို့စစ်သားကြောက်လန့်ဖို့မိုင်းထောင်တယ်ဆိုပါတော့ရွာပပတ်လက်ရွာသွားလန့်ဟိုတနေ့ကဟိုတလောတော့ဖြစ်တဲ့သုံးရွာဆက်ဂျားတဲ့မှာမိုင်းထောင်တယ်လို့မျိုးပေါ့ဗျာမိုင်းထောင်တယ်အဲ့တော့လက်သွားလန်းနေရွာရွာပတ်လက်မှာရှိတဲ့လမ်းနေလမ်းနေအဲ့ဒီလိုမျိုးအကုတ်လိုက်ထောင်ပြလိုက်တယ်နော်အဲ့ဒီအတွက်လည်းတက်တဲ့ထောက်သွားတွေရှိပြီးသားဒီတော့ရလကဘာဖြစ်လဲဆိုစစ်သား တရားတက်လေတကောင်မတကောင်မကိုမမိဘူးဘူးတချို့ရွာတွေမှာဆိုတကောင်မကိုမမိဘူးဘူးဘသူမိတယ်ရွာပြေထွက်အလုံးလုံးတဲ့လယ်သမားတွေနေမိတယ်နွားတွေသေးတယ်ပြည်သူစီပွားရေးကိုကိုယ်တိုင်ဖျက်ဆီးနေတာအကြိတ်ကြိတ်အကြိတ်ကြိတ်ရှိခဲ့ပြီးပြီအဲ့တော့ဘလို့မြင်လဲကျွန်တော်ခုပြောတဲ့အချက်ကိုဒါဟာမဟာဗျူဟာအမားလားတမဲတကလုံနေတာလားတော့မေးရမလို့ဖြစ်နေပြီတချို့ဒေသတွေကစစ်စစ်တပ်အရာပေါက်နေတဲ့ယောက်တွေရှိတယ် ပြီးတော့အခုပြောတဲ့မိုင်းထောက်ခြင်းမျိုးရှိလားမရှိလားကျွန်တော်ဟိုအပြည့်ရေးလို့ရရင်တော့ရေးခဲ့ပြောရှင်းရှင်းပြောရင်အဲ့ဒီအမြင်ကိုကွန်မန်ဒါကိုကျွန်တော်ပြန်ဖတ်တယ်နော်ဒီနေ့ဆိုရင်ပြန်ဖတ်မအားသေးလို့အကော်လို့ပြန်တော့ထောင်းတယ်ဒါဒုတိယချက်ကကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့မိုင်းထောက်ပြီးကာကွယ်တော့မိုင်းကိုပြန်ဖြုတ်တာတွေရှိတယ်လို့မဖြုတ်တာတွေရှိတယ်လက်လွတ်စပယ်ထောင်းတာတွေရှိတယ်လူတွေထိခိုက်တာအများကြီးပဲဟိုမှာရွာတော့ရွာကားတွေဆွဲထုတ်တဲ့ဥစ္စာကအဲ့ဒါပဲနောက်တစ်ချက်ကအစိုးဆုံးကအာဏာပြတာ စိတ်မထင်ရင်သူတို့စိတ်မထင်ရင်မထင်သလိုမူးလိုက်မူးလာသလိုဒါမှမဟုတ်เนาะစစ်ကောက်စီအာပတ်တက်နေတယ်ဆိုတော့တယောက်ယောက်ကလက်ညှိုးထုတ်ဂုတ်တိုက်တာနဲ့တိတယ်မဟုတ်လားဒလန်ဆိုဆွဆွဲလိုက်တာနဲ့ရော်တဲ့ကလူကြီးပဲဖြစ်ဖြစ်ခလေးပဲဖြစ်ဖြစ်အဖေရော်ပဲဖြစ်ဖြစ်အဖွားရော်ပဲဖြစ်ဖြစ်ဖမ်းတယ်ဖဏနဲ့ကန်တယ်ဝမ်းလျားမောက်ခိုင်းပြီးတော့လူကုန်တရွာလုံးကိုတယောက်တက်လက်ဒုံးနဲ့ရိုက်တယ်လေမရချင်းရပြစ်တော့ကောက်ဆောက်ဝင်ပြီးရိုက်တယ်နေရောင်လုံးကိုလင်ရောမရရော ပြီးတော့သူတို့အဲ့လိုရိုက်တော့သူတို့ကိုယ်တိုင်ရောအဆင်ပြေအကျစ်ကောင်းလားဆိုတော့သူတို့ကိုယ်တိုင်ညာတိုင်းမူးနေတယ်တချို့တချို့ရွာတွေမှာအများတန်းတို့လိုမူးနေတယ်တနေကုန်တနေခန်းဒါတော်လာရေးမဟုတ်ဘူးဒါလက်နက်ကైအနိုင်ကျင့်မှုတိတန့်တော့ဘယ်ရွာတွေပါလိလဲဆိုတာတော့အတိအကျတော့ပြောလို့မရဒါဟာတရွာတဲ့ထောက်ပြနေလူလည်းဘာမှမထူးဘူးတချို့တချို့ဟာတရွာ6လောက်ကိုဖြစ်နေတဲ့ဟာတွေတော့ရှိတယ်ပြီးတော့တချို့တချို့ဟာတွေက ြောက်လို့ဘာအတန်မမထွက်ရတာတွေရှိတယ်ပြောပြတော့လည်းလူတော်မှာယူအနံမတက်လို့အဖွဲနံမတက်လို့တာဝန်ခံနံမတက်လို့မရဲဘူးဟုတ်တော့ရောက်ချင်ရောက်မြောက်ချင်နေလေနော်ကျွန်တော်အခုမှဟုတ်ပါမလားဆိုတဲ့ဟာကရှင်းပြနေဖို့အကြောင်းမရှိဘူးဘာဖြစ်လို့လဲအများကြီးပြောခဲ့ပြီးပြီမို့လို့တက်သေးလေးလည်းပြောခဲ့ပြီးပြီမို့လို့ပြီးတော့ရလာအခြေခံလို့ဘာဖြစ်လာလဲဆိုတာကိုပဲသွားကြည့်ပါဟုတ်တာမဟုတ်တာယုတ်တာမယုတ်တာတော့ကျွန်တော်အပိုင်းမဟုတ်ဘူး ပြီးရင်ကျတော့ပြောပြမယ် mass power လို့တတ်ထားလဲဆိုတဲ့ဟာနဲ့တခါလဲရှင်းပြမယ်အဲ့ဒါကိုပြီးတော့ဆက်ပြီးတော့နားကြည့်ဟောကျွန်တော်ပြောတဲ့စကားတိုင်းကျွန်တော်တာဝန်ယူတယ်ဆိုတော့အမြဲတမ်းကျွန်တော်ပြိတ္တတွေတော့သိပြီးသားတချို့တွေတော့သိမှာမဟုတ်ဘူးကျွန်တော်ပြောတဲ့စကားတိုင်းကျွန်တော်တာဝန်ယူတယ်ကျွန်တော်ပြောတဲ့အချက်လက်မိုင်းအချက်လက်နဲ့ပြန်လာထောက်လို့ရတယ်စုံစမ်းကြည့်လို့လည်းရတယ်သိချအောင်စုံစမ်းကြည့်ဖို့လို့တယ်ဒီတော့အခုပြောနေတဲ့အချက်တွေကလက်နက်ကအနိုင်ကျင်းမှုဖြစ်သွားပြီ ခင်ဗျားတို့ကျွန်တော်တို့အတွက်အဲ့ဒါကပြင်ဖို့ပြောလာတာကျွန်တော်တို့2023လောက်ကလေးစပြောတယ်နော်အခုပြောနေတဲ့ကျွန်တော်ပြောနေတဲ့အချက်တွေကိုခင်ဗျားတို့အတွက်အရေးလက်ကြီးတယ်အမှန်တရားလို့ယူဆရဆိုရင်ကျွန်တော်တစ်ခါမှမတောင်းဖြစ်ပါဘူးဒီကြီးနေတဲ့ live ကိုအပြင်မှာ live လေးတစ်ချက်အလက်မပေါ့ဗျာနှိပ်ပေးခဲ့ live ကလူကြည့်သမားတော့များပေမဲ့နဲတယ်ဒီတော့မထောက်ခံတယ်လို့ဖြစ်သွားတယ်အဲ့ဒါလေးတစ်ချက်တော့အခုညီပေးသေးချင်းတယ်ဒါဟာလဲနော်အချက်လက်ပေါ်မှာမူတည်ပြီးတော့တောင်းဆိုတာ အဲ့ဒီကောင်တွေရဲ့တတိယဘယ်နေရာမှာပြောက်သွားလဲဆိုရင်စစ်ကြောင်းတကယ်ထိုးလာပြီဆိုရင်သူတို့အာရွာသားတွေအရှေ့ကနေပြီးတော့အရင်ဆုံးပြေးတယ်ဒါကတော့အမြဲတမ်းပြောနေကြစကားအဲ့ဒါတွေမပြေးသိဘူးပြေးတာတော့ရိုးရိုးမဟုတ်ဘူးမပြေးဘဲရွာမှာကြံခဲ့တဲ့ဘယ်သူ့ကိုမဆိုတလန်လောက်ခိုင်းပြီးတော့တလန်ဆိုဆုတ်ဆွဲပြစ်လိုက်တယ်လိုက်ပြေးရမလို့ဖြစ်နေသူ့နောက်ကိုအဲ့တော့မပြေးဘဲနဲ့တချို့တွေကမပြေးဘဲနဲ့ အဲသူတို့ပုံစံနဲ့တူတူမလိုက်ဝါဘဲနဲ့တခြားနေရာမှာရှောင်ပိပြေးတာတို့တုံမကိုအဲ့ကိုစိတ်မချလို့မပြေးတာတို့အဲ့လိုမျိုးဆိုရင်ပြန်လာရင်ဖန်စီနှိပ်ဆက်ပြီးတေချာဘောက်ကိုပဲရိုက်နဲ့အကြမ်းဖက်တယ်အစင်တက်ကိုပဲစဉ်းစားပြီးသားတော့ကြရကြံခဲ့တဲ့ကောင်တော့တလန်ပဲအဲ့လိုသဘောမျိုးတွေးတာတဲ့ဒီတော့ဒီပုံစံတိုင်းဆက်သွားလာခဲ့တာအချိန်တစ်ခုတော့ဖြစ်နေပြီဘာဖြစ်မလဲရှင်းရှင်းလေးပဲပေါ့ဒီလိုအခင်းချင်းကိုမြင်နေရတဲ့အခြေအနေမှာပြည်သူတွေစစ်တပ်ကိုမုန်းသလိုတော်လှန်ရေးကိုလည်းမုန်းပါပဲ မုန်တီသွားလိုက်မှာပဲအဲ့လိုမျိုးပုံစံတိုင်းဆက်သွားလာခဲ့လို့အခုချိန်မှာဆက်သွားနေလို့တချို့အညာမြေဟာလွန်မြောက်နေမြေမဟုတ်ပဲနဲ့နေမြေလူတဲ့အချင်းချင်းနော်လူမိုက်တွေချင်းချင်းဗရီတရက်ဆက်နေစီပုံစံတွေရောက်သွားတယ်ငါနဲ့မင်းနဲ့တခြားကြတာပဲတတင်းနဲ့ကမထွက်လာတာ